ဲတန်းစင်နဲ့ထိုင်းဝိုင်ယင်ဖိုင်တာဖြစ်တဲ့ခွန်ဖွန်နွိုင်ရဲ့အထူးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီ။တန်းစင်ကိုပွဲပေးလိုက်ရင်ဗျာဝေါ်ချန်ပီယံရှစ်ကပွဲချက်တွေပဲပေးနေရကျွန်တော်ပြည်သက်တွေသတိထားမိမှာပါ။ဒါကြောင့်မလို့ဒါဒီပွဲဟာဆိုရင်လည်းတန်းစင်ကရှုံးလို့မရဘူးရှုံးလို့မရတဲ့အပြင်ကောင်မှဒီပွဲဝင်ဝေါ်ချန်ပီယံရှစ်ကနေနှုတ်ထွက်ရတော့မှာဗျာရှုံးခဲ့ရင်ပြောတာနော်ပွဲရဖို့မတိကြတော့ဘူးစာချုပ်ကကျွန်တော်ကုန်ပါပြီနော် ဒါကြောင့်မလို့ကိုဒီဘွဲကတကယ်ကိုမှအရေးကြီးတယ်အရေးကြီးလို့ခွန်ပေါ်နိုင်နေထိုးရမယ့်ကိစ္စကိုတန်းစင်ကမြာမှာတတော်လေးကိုဘယ်လိုပြောရမလဲဟိုစိတ်မှလွန်စွာမှဖြည်းစည်းနေပြီးတော့သူ့ရဲ့အခြေအနေကမူမမှန်အောင်ပြဒါကြောင့်မလို့ပြည်သက်တွေကစိုးရိမ်နေကြတာချို့သူပြည်သက်တွေကတော့တန်းစီရင်မင်းနေနဲ့အမြစ်ကိုသလန်းချင်ရင်ဘဲဖိုက်တာမဆိုထိုးရေးတဲ့တသက်ရှိရမယ်အနိုင်ယူရမယ်ဒါမှသာလေဒါမင်းနေနဲ့ပေါ့လေအမြစ်တနေရာကိုရောက်လှမ်းနိုင်မယ်ပေါ့ ဒါပေမဲ့เนาะဒီလိုမှမဟုတ်ပဲနဲ့မင်းနေနဲ့ပတ်ဆိုင်ပဲလိုချင်တယ်ဒါကြောင့်တို့ဟိုမင်းနဲ့ level သူအရွယ်လေးတွေနဲ့မင်းထက်အနေနဲ့เนาะပညာပိုင်းဆိုင်ရာမှာနေတဲ့သူတွေနဲ့ပဲထိုးမယ်ဆိုရင်ရည်ချင်းကဒါပတ်ဆိုင်ရှာတဲ့အခြေစား fighter เนาะမင်းဘွားကအဲ့လိုပဲဖြစ်နေလိမ့်မယ်အမြင့်ကိုရှောက်လန်းနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ပြည်သက်တွေကပြောနေပေါ့เนาะဒါလေးမှန်ပါတယ်เนาะ ဆိုတော့တန်းဆယ်အကူကတော့ချွန်းလီမွားတော့မနေ့ကတော့ပြောတယ်ဒီပွဲကိုသူ့ညီနေနဲ့အစွမ်းကုန်လုပ်ပြလိုက်မယ်တဲ့။ဘာကြောင့်လဲဆိုတော့ဒီပွဲဟာရှုံးလို့မဖြစ်တဲ့ဒါကျွန်တော်တို့ဘယ်လိုပြောရမလဲပွဲလို့ဒါထုံးမှုလွင်မိုးကိုယ်တိုင်ကသုံးသက်ပြခဲ့တယ်ပေါ့နော်။ဟုတ်တယ်ဗျာဒီပွဲကတန်းဆယ်အတွက်ကျွန်တော်ချစ်နော်ညီလေးတန်းဆယ်အတွက်ရှုံးလို့မဖြစ်ဘူး။ခုမူနိုင်ကတော့တန်းဆယ်ကိုအနိုင်ယူပြီးတော့သူ့ရဲ့ဒါ၆ပွဲဆက်တိုက်နိုင်ပွဲဆက်မှုတွေကိုနိုင်ပွဲရယူမှုတွေကိုပေါ့လေဒါ ဆက်လက်ပြီးတော့စမ်းချိန်တင်ပြမယ်ဆိုပြီးတော့ပြောလာခဲ့တာပဲဖြစ်ပါတယ်။တန်းစင်ကဒါဘလို့ဘလို့ပြောမလဲသူနဲ့ရင်ဆိုင်ထိုးတက်ရမယ်တတိယမြောက်မြန်မာဖိုက်တာဖြစ်တယ်တဲ့။မြန်မာဖိုက်တာတွေကကောင်းပါတယ်တဲ့။ဒါပေမဲ့ဘလို့ပြောရမလဲသူရဲ့အားပါတယ်တတိပြင်းချက်တွေကိုဗျာဟို မခံမခံစားနိုင်ကြဘူးတဲ့ပြီးတဲ့ခါကျတော့အခုသူနဲ့ထိုးရမယ်တန်းစင်ထက်သူရဲ့ကစားဟန်ကပုံမမြန်နေတဲ့တန်းစင်ရဲ့အောက်ခြေဖြူချက်တွေကသူ့အတွက်ဘာမှမဖြစ်တော့ဘူးဆိုပြီးတော့ပြောထားတယ်ပေါ့နော်ဒါပေမဲ့တန်းစင်ကလည်းဒီပွဲကိုမဖြစ်ဖြစ်အောင်နိုင်ယူမယ်နော်ပရိသတ်တွေလုံးဝထင်မှတ်မထားတော့အောင်ကိုလှုပ်ပြမယ်လို့ဆိုထားပဲဖြစ်ပါတယ်ပရိသတ်တွေလုံးဝထင်မှတ်မထားတာလှုပ်ပြပါလိမ့်မယ်တန်းစင်ဟာဒီအပိုင်းတွေမှာနော်စူပါလက်တိုနဲ့လေ့ကျင့်ပြင်ဆင်နေပြီးတော့ဟိုစူပါလက်ကျင်ကဆရာတွေကသူ့ကိုဘယ်လောက်ထွထွမနာတဲ့ပုံစံမျိုးတွေနော်မအားကိုအရင်မြင်မနေရဲ့အခြေအနေမျိုး င်းချားပြတ်လာပြီပဲဖြစ်ပါတယ်ဒီဘွဲအတွက်တကယ်ကိုမှအကောင်းဆုံးဖြစ်မယ်လို့ယုံကြည်တယ်ညီငယ်တန်းစီမင်းဒီဘွဲသာရှုံးလို့ကတော့မင်းဘွားအခြေအနေကလုံးဝကြီးကိုပြောင်းလဲသွားတော့မှာဖြစ်တဲ့အတွက်နိုင်ရင်လည်းမင်းဘွားအခြေအနေကပြောင်းလဲသွားမှာဖြစ်တဲ့အတွက်အကောင်းဆုံးသာလှုပ်ပြလိုက်ပါဗျာ